မျိုးသားဟော်မုန်းတက်စထရောင်းထိုးစေးများကိုအမျိုးသားရဲ့ချင်းဆော့တဲ့အခါမှာကြွက်သားတွေပုံမှုဖွံ့ဖြိုးစေဖို့ဖြစ်စေအမျိုးသားရင်က ထောင်မှန်းမှုပုံမှုရရှိစေဖို့ဖြစ်စေအမျိုးသားအင်ကကြီးထွားဖို့ဖြစ်စေဒီလိုရွေချက်တွေနဲ့အခုနောက်ပိုင်းမှာတော်တော်များများအသုံးပြုလာကြတာကိုတွေ့ရှိရပါတယ် ိုင်မဲ့တစ်ခါလေးမှာဟော်မုန်းထိုးလိုက်ကံမှာဟော်မုန်းပိုနေရွာတာလေအင်္ဂါထောင်မှန်းမှုပုံမှုရရှိစေခြင်းလို့ဟော်မုန်းစေးထိုးကံမှာပန်းစီပန်းကျိုးပါဖြစ်သွားတာလေရှိတတ်တဲ့အတွက်ဒီလိုပြဿနာတွေကိုရှောင်ရှားနိုင်ဖို့အမျိုးသားဟော်မုန်းစေးထိုးမယ်ဆိုရင်တည်ထားမယ့်အချက်တွေကိုဒီဗီဒီယိုလေးထဲမှာဖော်ပြသွားမှာမဟုတ်လို့အဆုံးထိလိုက်ပါကြည့်ရှုကြဖို့အားလုံးတိုက်တွန်းချင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ The Biden Aesthetic and Wellness Clinic မှာအမျိုးသားကျန်းမာရေးမှာဒေါက်တာကောင်းအောင်ညီမဖြစ်ပါလိမ့်မယ်ဒီနေ့မှာတော့ပေါ့နော်အခုနောက်ပိုင်းအမျိုးသားကြီးကျန်းမာအလုံများလာတယ်ပေါ့အမျိုးသားဟော်မုန်းတွေကိုတောက်တာတွေထိုးတာတွေက ဘယ်လိုလှုပ်ဆောင်သင့်လဲလှုပ်ဆောင်ရောဘယ်လိုအန္တရာယ်တွေရှိလဲဘာတွေ view ဆန်မလဲအဲ့ဒါတွေအရှင်းပြတော့မှာဖြစ်ပါလိမ့်ခင်ဗျာဒီအမျိုးသားဟော်မုန်းတွေကိုပေါ့နော်အမျိုးသားတွေကတော့အမျိုးသားအိမ်ကထောင်မမှုအားနည်းတဲ့အချိန်မှာထောင်မမှုကောင်းအောင်ယူရခြင်းနဲ့တချို့က online ကနေဝယ်တောက်ကြတယ်ထိုးကြတာရှိလို့တချို့ကြောင့်လည်းအမျိုးသားအိမ်ကရွယ်စားသိလို့ရွယ်စားကြည့်အောင်ဆိုပြီးတော့ထိုးကြတောက်ကြလည်းရှိရပေါ့နော်တချို့ကတော့လေဒီဟိုက body weighting အတွက်ပေါ့ gym ဆော့တဲ့အချိန်မှာလည်းထိုးကြတောက်ကြရရှိပါလိမ့်ခင်ဗျာအဲ့လိုအချိန်တွေမှာပေါ့နော်ဒီအမျိုးသားဟော်မုန်းကိုမစစ်မဆေးဘဲနဲ့ပေါ့နော် ဟိုမျိုးလားဟော်မုန်းကောင်းနေတဲ့အချိန်မှာထိုးတာတွေကဟိုအနည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့မျိုးသားဟော်မုန်းတွေတောက်မဲ့ထိုးမဲ့ဆိုရင်တော့မျိုးသားဟော်မုန်းစစ်ပြီးမှတကယ်နည်းနေမှာပဲဖြည့်သိမ့်တယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျမျိုးသားဟော်မုန်းကောင်းနေတဲ့အချိန်မှာဟော်မုန်းတွေဖြည့်လိုက်ရင်ဘာဖြစ်သွားမလဲဆိုတော့ခန္ဓာကိုယ်မှာသွေးထဲမှာပေါ့နော်မျိုးသားဟော်မုန်းဓာတ်တွေရုပ်တိအများကြီးတက်သွားတဲ့အတွက်ခန္ဓာကိုယ်ကဟော်မုန်းတွေများနေရဆိုပြီးတော့ပေါ့နော်ဒီဟိုကဟော်မုန်းထုတ်တဲ့လုပ်ငန်းစဉ်ကိုဟိုအချိန်လျှော့လိုက်တယ်ပေါ့အဲ့အဲ့လိုဖြစ်ချင်းအဖြစ်ပေါ့ဒီမျိုးသားဟော်မုန်းတွေကဟော်မုန်းစေးအချိန်နဲ့ကုန်နေကုန်သွားမျိုးသားဟော်မုန်းက ိုခန္ဓာကိုယ်ကလည်းမထုတ်ထုတ်တာအာနေသွားတဲ့အတွက်ရုပ်တရားဟော်မုန်းတွေထိုးကျသွားပြီးတော့အဲ့တော့မှဟိုတကယ်ဟော်မုန်းအာနေသွားပြီးဘန်းတိဘန်းညိုတွေဖြစ်လာတာလို့ပြီးတော့နောက်ဟိုဟာပေါ့နော်ဒီအမျိုးသားဟော်မုန်းဒီရုပ်တရားအတက်ကျများတဲ့အတွက်တခြားအငယ်တွေဝင်လာတာလို့အဲ့လိုတွေဖြစ်လာတတ်ပါတယ်ခင်ဗျာအဲ့တော့မျိုးသားဟော်မုန်းတွေကိုထိုးမယ်တောက်မယ်ဆိုလို့ရှိရင်အဒီကဆရာဝန်နဲ့တိုင်ပင်ပြီးတော့သေချာစစ်ဆေးပြီးမှပဲဟိုတကယ်ဟော်မုန်းအာနေတယ်ဆိုမှပဲထိုးတာတောက်တာမျိုးအလုပ်တင်ပါတယ်ခင်ဗျာဒီခုနပြောတဲ့အမျိုးသား အင်္ဂါထောင်မမှုအားနည်းတာတို့အမျိုးသားအင်္ဂါသေးတာတို့ကဒီအမျိုးသားဟော်မုန်းကြောင့်တခုလည်းမဟုတ်ပဲနဲ့တခြားအကြောင်းအရာတွေနဲ့လည်းအများကြီးဖြစ်တတ်တဲ့အတွက်ဒီယာတွေဖြစ်တိုင်းပုံတော့အလွယ်တကူ online ကနေပြီးတော့အမျိုးသားဟော်မုန်းဆေးတွေဟော်မုန်းဟိုထိုးဆေးတွေတောက်ဆေးတွေဝယ်တောက်တာထိုးတာတွေအလွယ်ကူမလုပ်ကြဘူးအကြံပေးချင်ပါတယ်ခင်ဗျဒီအမျိုးသားဟော်မုန်းဟိုအတက်ကြများလာရင်ဘာတွေဖြစ်တယ်လဲဆိုတော့အမျိုးသားဟော်မုန်းကခုနပြောလို့ပေါ့နော်ဆေးထိုးပြီးရုပ်ရည်တက်သွားပြီးပြန်ကျသွားတဲ့အတွက်ဒီခန္ဓာကိုယ်မှာဒီဟော်မုန်းတဲ့အားနည်းလေးလက္ခဏာတွေဖြစ်တယ်ဒီ မျိုးသားရင်ကထောင်မမှုအားနေတာအမန်းတွေဘန်ညိုဖြစ်တာဒီအမျိုးသားရဲ့ဒီဟွေးစီကရုပ်တရက်အရန်ကြုံသွားတာပြီးတော့တုတ်ထွက်အားနေသွားပြီးတော့ဒီဟိုမျိုးမအောင်တာအဲ့လိုပြဿနာတွေအဲ့ဒါဖြစ်တတ်ပါလိမ့်မယ်ပြီးတော့ဒီပူနေတဲ့မျိုးသားဟော်မုန်းတွေကမျိုးသားဟော်မုန်းအရင်ပူနေတဲ့အတွက်ဘာဖြစ်လဲဆိုတော့ဒီဟိုဟာဒီအမျိုးသမီးဟော်မုန်းဖြစ်တဲ့အစ်ထရိုဂျင်ဖြစ်ပြောင်းလဲသွားပြီးတော့အဲ့မှာဒီရင်သားတွေရုပ်တရက်ထွက်လာတာအဲ့လိုအနေအထားရှိတတ်ပါလိမ့်မယ်နောက်တော့ တခြားပြဿနာတွေလည်းအများကြီးရှိတတ်တယ်ပါလိမ့်မယ်တခြားစိတ်ပိုင်းဆိုင်ရာဟိုပြဿနာတွေဖြစ်တဲ့ဒီစိတ်တက်ကြလွယ်တာလို့စိတ်တူလွယ်တာလို့ဖြစ်တတ်လို့တခြားဒီအရေးပြားနဲ့ဒီအလားမပိုင်းမှာဆိုလေကျွန်တော်ဒီမျက်နှာမှာအစီအရင်ပြန်တာမျက်နှာဝက်ချန်တွေထွက်တာနောက်ပြီးတော့ဒီဇပင်းတွေကျဲတာမျိုးဟိုထိတ်ပြောင်တာအဲ့လိုလေဖြစ်တတ်ပါလိမ့်နောက်ပြီးတော့ဒီဟိုအနှလုံးနဲ့သွေးကြောယောဂါတွေဖြစ်တဲ့ဒီသွေးတိုးတာနောက်ပြီးတော့နှလုံးသွေးကြောကျင်းတာနောက်ပြီးတော့နှလုံးယောဂါတွေဖြစ်တာနောက်ပြီးတော့ အသေးမှဆိုလဲအသေးအန်ဆိုင်ကြီးရုပ်ပြတက်လာတာအသေးပျက်စီးတာတွေအဲ့လိုကြီးဖြစ်တတ်ပါလိမ့်မယ်နောက်တော့ဒီအသက်ကြီးလူတွေမှဆိုရင်လည်းဒီဟိုပါဘောအမျိုးသားစီးကျိတ်ရောင်တာစီးကျိတ်ကင်ဆာဖြစ်တဲ့အထိကိုဆိုးွားနိုင်ပါလိမ့်မယ်အဲ့တော့အဲ့လိုဆိုးရိုးတွေအများကြီးရှိတဲ့အတွက်ဒီအမျိုးသားဟော်မုန်းတွေကိုမစင်မစေးပဲနဲ့ပေါ့နော်ဟိုအချိန်ကြီးအများကြီးထိုးတာတို့နောက်ပြီးကိုယ့်ဘက်ကိုယ်ကိုယ်သဘောနဲ့ကိုယ်ဟော်မုန်းပါတဲ့ဆေးတွေဝယ်တောက်တာတို့အဲ့လိုတွေလောက်တာကိုဟိုရှောင်ရှားကြဖို့လိုတိုက်တွန်းနေပါလိမ့်ခင်ဗျာတကယ်ပန်းတိပန်းညိုဖြစ်လာတာတကယ်အမျိုးသားရင်ကသေးလို့ ပေါ့နော်မျိုးနိုင်ကကြီးကြီးနာပဲဖြစ်ဖြစ်အဲ့လိုအကြောင်းအရာတွေရှိလာလို့ရှိရင်တော့ဟိုတွင်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့လိုအပ်တဲ့ဟော်မုန်းတွေစစ်ဆေးမယ်ပြီးတော့နောက်တကယ်လိုအပ်မှတကယ်ဖြစ်မယ်အဲဒီဟော်မုန်းကြောင့်ဖြစ်တာမဟုတ်ဘူးဆိုလေတခြားဖြစ်တဲ့အကြောင်းရင်းတွေကရှာပြီးကုသခြင်းအဖြစ်ပေါ့နော်ကျန်းမာရေးအတွက်လည်းအညီအကင်းမယ်ကိုလိုတဲ့ reset ကိုလည်းအောင်မြင်တော့ရရှိမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်